United ပြည်သက်များအလုံးမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ဗောနောကျွန်တော်ဒီ United အသင်းရဲ့ဘောလုံးပွဲတွေအများကြီးကြည့်ဘူးလေဗျာအဲ့ကြည့်ဘူးတဲ့ပွဲတွေရမှာဗောနောကိုယ်ဒီစိတ်အထီးခိုက်စီဆုံးဗောနောဝမ်းနေစရာအကောင်းဆုံးဒါပွဲတစ်ပွဲအကြောင်းပြန်ပြောချင်တယ်ဗောနော အဲဒီဟာကတယောက်နဲ့တယောက်တော့တူကြမှာမထင်ဘူးပြပါဘူးလေဆိုဟိုကြည်ဘူးတဲ့ပွဲတွေမတူကြဘူးဆိုတော့ဗောနဥမာဆိုရင်ညာကျွန်တော်ဆိုရင်ဒီဘာစီလိုနာနဲ့တွေ့တဲ့ချန်ပီယံလိဘူလိုပဲနှစ်ခုလုံးအဲ့ဒီဂါလာရေကကျွန်တော်ထန်ထန်တန်နေတော့မကြည့်လိုက်ရအောင်ဗောနအဲ့လိုဆိုတော့အဲ့ဒီကြည်ခွဲဆရာတွေကျွန်တော်မှာဝမ်းနေတယ်အရင်မဖြစ်လိုက်ဘူးညာကျွန်တော်တို့ဂျာနဲ့ဖတ်မှာဝမ်းနေရတာဆိုတော့ဒါပေမဲ့ကျွန်တော်တိုင်းရိုက်ကြည့်ပြီးတော့တော်လေးဝမ်းနေခဲ့ရတဲ့အဖြစ်ပြက်ကတော့ဒီ 2017 2012ပဲဖြစ်မိနေတူတယ်ဗောနော်ဘာလို့လဲဆိုတော့အဲ့နေ့ကဒီမန်စီးတီးဖလားရပါတယ်နေဗျာကျွန်တော် United ကိုအမှတ်တူနေတူဒီမန်စီးတီးကဂိုးကချားချက်နဲ့ဖလားရပါတယ်သူတို့သိရင်ဒါပထမဆုံးဖလားလေးဖြစ်တယ်ဗောနော်ပုံမှန်ဆိုရင်များအဲ့ဒီအဲ့ဒီနေ့မှာဗောဖာဂီကဖလားလာရခဲ့တယ်ဆိုရင် तू ကအနားယူရင်ယူဖို့စိတ်ကူးထားရတာဘာလို့လဲဆိုတော့ तू ကသူမိမအဲ့ဒီတော့ကေတီဒေါ်လာဒီအချိန်ပေးနေတာအဲ့တော့ဖာဂီကနားနေတယ်ဒါပေမဲ့အဲ့လိုမျိုးမန်စီးတီးဖြတ်လို့တော့ခံလိုက်ရတော့ तू က မနာတော့ဘဲနဲ့ဗျာနောက်တနေ့ဆက်ကင်လိုက်တယ်2023မှာတော့ကျွန်တော်တို့ဒီဘာမာစီကိုကာကာဝါကိုခေါ်ယူပြီးတော့ဖာဂီရသူ့ရဲ့ညီပြဝါဘောနော်ပရီးမီးယားလိဂ်ဖလားနေပဲနှုတ်ဆက်နိုင်ခဲ့ရဲ့အဲထားတော့ဗျာအဲ့ဒီတုန်းကဗျာကျွန်တော်ကယာစီနောက်ဆုံးပွဲဘောနော်ယာစီနောက်ဆုံးပွဲမန်စီးတီးနဲ့ဂျူပီယာနဲ့တွေ့ရဲ့ယူနိုက်တက်ကဆန်ဒါလန်နဲ့တွေ့ရဲ့ဗောကျွန်တော်တို့ကရောက်တော့အဲ့ဒီတော့ကမြင့်ငယ်ဘက်ကလက်ဖက်အဆိုင်မှာကြည်တာဗျာမြင့်ငယ်ဆိုတာကတော့မန်လီတိုင်းဒီအမရပူတာမြို့နယ်ရဲ့ဗောနော်ကျွန်တော်မီယထားဆက်ကောင်းစိုက်ယုံဗောအဲ့ဒီစိုက်ယုံကြီးရှိရဲ့မီယထားတွေနဲ့ပတ်သက်ရင်တကယ်ကိုနာမည် ြီးတဲ့မြို့တစ်မြို့မြင့်ငယ်မြို့ပေါ့နော်အဲ့ဒီမြို့ရဲ့ကျွန်တော်လက်ဖက်ရည်ဆိုင်လေးမှာကြည့်ရတယ်ပေါ့ဗျာအဲ့ဖြစ်ချင်တော့အဲ့ခစ်ကလက်ဖက်ရည်ဆိုင်မှာဘောလုံးဝင်ပြတာအင်မတန်မှထရန်ဖြစ်နေရဗျာဆိုတော့လက်ဖက်ရည်ဆိုင်အကြီးကြီးတွေဆို TV သုံးလုံးလောက်ရှိတယ်ကျွန်တော်ကြည့်တဲ့ဆိုင်မှာတော့ TV နှလုံးရှိတယ်ပေါ့နော်နှလုံးလုံးကလည်းဒီဆက်ဆက်လေးလံမှာ TV ကြီးတွေဗျာအဲ့ဒီမှာတစ်ဖက်မှာကတော့ကျွန်တော်တို့ Messi ဘွဲပြတာတယ်တစ်ဖက်မှာကတော့ United ဘွဲပြတာတယ်ပေါ့နော်ကျွန်တော်တို့ကတော့ကြည့်ရပေါ့ဗျာကြည့်ရင် United ကတော့ AC ပဲဗျာနိုင်လဲနိုင်နေဆိုတော့ပျော်တယ်ပေါ့ဗျာ United ကအဲ့ဒီတော့ Sunderland ကိုနေတူတယ်ဝမ်ဇီးနဲ့ပဲနိုင်နေပေါ့ ဝမ်စီနဲ့နိုင်တယ်ဒါပေမဲ့ပြည့်ကျင်တော့ဥပမာကျူပီယာသင်းနဲ့မန်စီးတီးပွဲစဉ်ကဟိုတော်တော်လေးဆိတ်လို့ရှားနေတာကောင်းခဲ့တယ်ဘာလို့လဲဆိုတော့ကျူပီယာသင်းကဒီ2-0နဲ့ဒီဥဆောင်လိုက်တယ်ဗျာ2-0နဲ့ဒီဥဆောင်လိုက်တယ်အဲ့ဒီချိန်မှာပဲဒီဂျိုဆေဗာတန်ထုတ်ခံရတယ်တကယ်တော့ထုတ်ခံရတာလေပေါ့နော်တိဘက်ကြောင့်ဆိုရင်ဒါဘူးမန်နေဗျာဘာလို့လဲဆိုတော့အဲ့တော့ကာလိုဒီဘက်က United အသင်းရနေဒါမစီဒီအသင်းဘက်ကိုပြောင်းသွားတယ်အဲ့ပွဲမှာဒီဂျိုဆေဗာဘာတန်နဲ့ထိတ်လိုက်တွေ့တဲ့အချိန်မှာကာလိုဒီဘက်ကအရင်စပြီးညှစ်လိုက်တာဗျာ ညစ်လိုက်တာဒါပေမဲ့လည်းဟိုကောင်ကတည်တယ်မလားဒေါသအိုပရီးမီးယားလိမ်မှာဒေါသအိုတွေတော်တော်များများရှိခဲ့တယ်ဗျာဥပမာဘင်နီဂျုံတို့ရိုင်ကင်းတို့ပြီးရင်ဂျိုဆေးဘာတန်ပေါ့နော်ပြီးရင်ဟိုအောက်လည်းရှိမနေတဲ့ဒီကာနီယိုတို့ပေါ့စသဖြင့်ပေါ့ဗျာအဲ့ဒီမှာဂျိုဆေးဘာတန်ကလည်းအဲ့လိုဆက်ဆက်ပြီးမခံအနီကက်တွေတော်တော်ယူနေခဲ့ကောင်ပေါ့နော်ဆိုတော့အဲသူကဒီစိတ်ဆော့တာကိုမခံနိုင်မင်းနဲ့ဒီဘက်ကိုပြန်လှုပ်လိုက်တယ်ဗျအဲ့ဒီအချိန်မှာသူအနီကန်းနဲ့ထုတ်ခံရတယ်အနီကန်းနဲ့ထုတ်ခံရတော့ကျွန်တော်တို့အနီကန်းနဲ့ထုတ်ခံရတော့ဗျာတူးသီးအချိန်တွေဖြစ်နေပြီဒါပေမဲ့လည်းဒီ မစီရီတင်းင်းက၁၀ယောက်၁၁ယောက်ဖြစ်တဲ့အနေထားမှာတင်ကိုဗျာသူဘယ်လိုပြောရမလဲအဲ့ဒီချစ်ပကိုတွေတော်တော်ပြန်မသွင်းနိုင်သေးဘူးဒီ2-1ပါနော်အချိန်မူရောက်တဲ့ ठी ကို2-1ပဲရှိသေးရဲ့ကျွန်တော်တို့ကရောက်တော့မစီရီတင်းကဒီအနီကပ်ပြတာတွေဒိုင်နေဖြစ်ရကြည်ရရင်အချိန်မူပူရတော့သူကနောက်ကျနေတာဒီဘက်မှာ United က1-0နဲ့နိုင်ပြီဗျာအဲ့ဒီအချိန်မှာမစီရီကျူပီကအချိန်မူကန်နေတော့မှရှိသေးတယ်ရလက်ကလည်း2-1 2-1ဖြစ်နေတဲ့အချိန်မှာကျွန်တော်တို့ကြည်ရပါဗျာဘာလို့လဲဆိုတော့ ့ United ဘက်ချမ်းမှာပြလာတဲ့ဟို TV မှာဆိုရင်ဒါ Ronaldo ဖာဂီတို့ကစအဲပွဲထဲမှာရှိတဲ့ TV ကနေ Man City ပွဲကိုသူတို့ကြည့်နေကြတယ်ပြီးတော့အဲ့ဒီတော့ကဒီ Premier League ဖလားကိုတည်ဆောင်လာတဲ့ လီရင်ဗျအဲ့လီရင်ကလည်းဒါနောက်ဆုံးအောင်ပွဲခံမဲ့အသင်းစီပို့ပေးရမှာဖြစ်တဲ့အတွက်မန်ချက်စတာမြို့ပေါ်မှာပတ်ပြန်နေရပတ်ပြန်နေရပေါ့နော်ဘာလို့လဲဆိုတော့ဒီ United တို့မဟုတ်မန်စီးတီးတသင်းတွေကဖလားရမှာတည်ချနေလို့ပေါ့နော်အဆိုတော့အဲ့ဒီအချိန်ပုံများကျွန်တော်တို့ဒီ Rooney တို့ဘာလို့လဲကွင်းထဲကနေသူတို့ကြည့်နေတဲ့အချိန်ကျွန်တော်တို့ကလည်းဒီဘက်က TV ကကြည့်နေတဲ့အချိန်မှာပေါ့နော်အချိန်ပုံမှာပဲဒီ DC ကနေပြီးတော့ချီပါကိုတို့ထွက်နေတယ်လားအဲ့တော့တူတူဖြစ်သွားပြီပေါ့နော်တူတူဖြစ်တဲ့အထိကိုတိတ်စိတ်ပူတယ်မလို့သေးဘူးဒါပေမဲ့ကြည့်ရတော့တော်တော်ဟိုရင်ခုန်ပြကောင်းနေပြီပေါ့နော်ကျွန်တော်တို့က United အတွက် တခြားပွဲကိုကြည့်နေရတယ်ဆိုတာလေဒါပထမဆုံးပဲပေါ့တော့ရေကုန်ညာကောင်းနေအဲ့ဒီအချိန်မှာပဲကျွန်တော်တို့ဒီဘာလို့ဘာလို့တင်လီရဲ့ပေးပို့ကန်လိုက်တာပြန်ထွက်လာတာလားသူပေးလိုက်တာလားမသိဘူးအဲ့ဒီအချိန်မှာအကွဲတော့ကဒါအနိုင်ကိုကန်သွင်းသွားတယ်ဗျတူတူဖြစ်တဲ့အချိန်မှာဟိုအဲ့လိုမန်စီးပြိတ်သက်တော်တော်များများအင်ဂျင်တွေချူပြန်တဲ့ကောင်တွေကပြန်ကုန်ပြီဗျသူတို့ရဲ့ဘရမာဆုံးဖလားမျောလင်းချက်ဟိုဒီအသင်းကိုနိုင်ရမှာဟိုသူတို့နိုင်အောင်မကန်နိုင်ဘူးဆိုတဲ့ပုံစံမျိုးနဲ့လက်ကုန်ပြီဒါပါပဲလေဗျအဲ့ဒီအချိန်မှာဘီးကနေလေးပါအကွဲတော့ကပေါ့နော် မစီဒီအတွက်ချန်ပီယံဖြစ်စေမဲ့ဂိုးကိုသွင်းသွားတယ်ကျွန်တော်ယူနိုက်တက်ပရိသတ်တွေအတွက်တော့ဒါနောက်ရက်ကိုထမင်းမစားနိုင်စေမဲ့ဂိုးပေါ့နော်ကျွန်တော်လည်းအဲ့မှာတော့ကြေကွဲသွားတယ်ဗျအဲ့မှာဖာဂီရိုပါကိုလည်းကောင်းကင်ဆိုင်ချကွင်းထဲကထွက် လစ်သွားပြီပေါ့ဗျာကျွန်တော် United ဖလားမရတော့ဆိုတော့ကျွန်တော်တို့ကနောက်နေ့တီအဲ့ဒါမပြီးဘူးဗျာဘာလို့လဲဆိုတော့အဲ့ဒီနှစ်ပွဲကိုပြိုင်ကြည့်ရတာဗျာကိုလည်းဖလားရပြီမှတ်နေတာအဲ့ဒီချိန်မှာမန်သီးရီကရသွားတယ်ဆိုတော့ကြည်ခွဲခဲ့တယ်နောက်ရက်ထမင်းနေပါရင်တော့ကောင်းမစားနိုင်ဘူးပေါ့နော်ခုနကပြောလာငင်းတဲ့ကောင်နေဆိုရင်လည်းပြန်ငင်းတာပဲလူကဘူးနေပါရဲ့ဆိုမှဗျာဥပမာလာစားတဲ့ကောင်နေဘော်ဒါရီပါရဲ့ရှင်ဆဲဘာညာအဲ့လိုအဲ့လိုမျိုးနေကျွန်တော်တို့ဒါဖြစ်ခဲ့ဘူးပဲပေါ့နော်ဒါကတော့ကျွန်တော်ဘောရမှာအဲ့လိုမျိုးဒီ ထိခိုက်ခံစားခဲ့ရတဲ့အထက်မှာအကြီးမားဆုံးလို့ပြောလို့ရတယ်။အဲနောက်တဲ့တပွဲဆိုရင်တော့ကျွန်တော်2023လား2023ဖြစ်မယ်2023ဒုံဘုံ2022ပေါ့နော်တန်ဟဆရောချင်းနေနေတူရဲ့ဗျာလေဘာဘူးဆယ်မန်းစီနဲ့ရှုံတဲ့ပွဲပေါ့နော်မာရှယ်ထုတ်ခံနေတူရဲ့ဆယ်မန်းစီရှုံတာတော်တော်ဝါဖြစ်တယ်ဗျာစစ်ပြက်စရာကောင်းပါတယ်အဲ့လိုမျိုးကြီးဆိုဒါပေမဲ့အဲပွဲရောက်တော့ဗျာဒီ ဘလို့ဖြစ်သွားလဲဆိုတော့ခံစားမှုတွေပါတွေကထုံသွားတာ7 C ဆိုပွဲကြီးလဲပြီးအောင်ကြည်လိုက်တယ်အဲ့လိုမျိုးဆိုတော့လက်ရှိဒီ MOIN ရှုံးလိုက်နိုင်လိုက်ဖြစ်နေတာပါညာတွေဗျာတိတ်ခံစားရတော့ကိုနှစ်ပွဲကတော်တော်ထိတာတွေဆိုတော့အဲ့ဒီနှစ်ပွဲကတော့ဗောနော United ပွဲကြီးနဲ့ပတ်သက်ရင်ကျွန်တော်တော်တော်လေးထိထိခိုက်ခိုက်ခံစားခဲ့ရတဲ့နှစ်ပွဲဖြစ်တယ်ဗျဒီ United ကိုအားပေးနေတဲ့ညီကောင်မောင်မတွေဒဲမာရောဗောနော်ကိုအတွက်ဒီအနာချင်းအောင်ပေါ်လုံးပွဲတပွဲကိုဝန်းနေတဲ့စိတ်ကြီးခံစားစီရတဲ့ United ပွဲတပွဲသူဘယ်ပွဲဖြစ်မလဲအဲဒီ comment လေးမှာအဲ ဆွေးနွေးနိုင်ပါတယ်ဗျပြီးတော့ဗောနောကျွန်တော်တို့ဒီတိုင်းပြည်တွင်းမှာလည်းဒါကိစ္စကြီးအလုံးဖြစ်နေတာသိတဲ့အတိုင်းပဲဆိုတော့ view ဆိုင်ကြပါလုံချုံဘေကင်းကြပါစေကိုတက်နိုင်တဲ့နေရာလေးကနေလည်းပါဝင်ဖို့ဒါနိုးသောတိုင်တွန်းကျင်ပါတယ်ဗျအဲကျွန်တော် channel လေးကိုကြည့်ရှုပေးနေကြတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ